ဒါဘာသာတွေအတွက်ထူးရှင်းရမယ်ရှင်းကြဖြစ်ပါတယ်။ကာလမသုတ်တံဟာကာလမမင်းသားတွေကိုဟောကြတဲ့တရားဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်ဘာသာကြားတွေကိုဟောတဲ့တရားဖြစ်ပါတယ်။ freezing ကလို့ခေါ်တဲ့လွတ်လွတ်လပ်လပ်တွေးခေါ်နေကြတဲ့မဆုံးဖြတ်နိုင်သေးကြတဲ့ကာလမမင်းသားတွေကိုဟောကြတဲ့ဘာသာမဲ့တွေကိုဟောကြတဲ့တရားလို့ဒီလိုတွေ့တင်သိထားပါတယ်။သို့သော်ဒီကိစ္စမုတ်တိသုတ်တံဆိုတဲ့ကာလမသုတ်တံကိုနာကြားကြတဲ့ပုဂ္ဂိုလ်များဟာဗုဒ္ဓဘာသာဝင်တွေဖြစ်နေကြပါတယ်။ ဒီတော့ဘာသာကြားတွေကိုဟောထားတဲ့တရားတွေကိုဗုဒ္ဓဘာသာဝင်တို့ကမိမိတို့ရဲ့ရှုထောင့်နဲ့ကြည့်ပြီးတော့ယူလိုက်တဲ့အခါမှာအထင်လွဲစရာတွေအယူအောက်လွဲစရာတွေအများကြီးတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့မှာမူလေးတွေရှိပါတယ်။အဲ့ဒါဘာလဲလို့ဆိုတော့ပါဠိတော်ထာဂရာတီဃာဆိုတဲ့မူတွေဖြစ်ပါတယ်။ကျွန်တော်တို့မှာပါဠိတော်အုပ်40ရှိပါတယ်။ထာဂရာ52အုပ်ရှိပါတယ်။တီဃာ26အုပ်ရှိပါတယ်။ကျမ်းပေါင်း100ကျော်နဲ့စုစည်းထားတဲ့ဖွဲ့စည်းထားတဲ့ဘာသာကြီးတစ်ခုဖြစ်ပါတယ်။လက်တော်အလောက်ကျမ်းစာတစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ထူထောင်ထားတဲ့ဘာသာမဟုတ်ပါဘူး။ပါဠိတော်အုပ်40မှာသုတ်တန်ကြီးပဲ22အုပ်ရှိပါတယ်။ဝီနည်း5ကျန်5အုပ်ရှိပါတယ်။ပြီးဒီမှာ9ကျန်စာအုပ်အပြင်12အုပ်ရှိပါတယ်။သုတ်တန်ကြီးပဲ23အုပ်ဆိုသုတ်တိလက်ခံသုတ်မဟာဝါသုတ်ပါထေရသုတ်3ကျန်စာအုပ်အပြင်23အုပ်ရှိပါတယ်။ဝီနည်း5ကျန်ရှိပါတယ်။ပါရာဇိကပါစိတ္တိယဆူလဘကမဟာဝကပြိဝါဒစာအုပ်အပြင်5အုပ်ရှိပါတယ်။အပြီးဒီမှာ9ကျန်ရှိပါတယ်။ ဓမ္မသင်္ကနီဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဆိုပြီးတော့ခုနှစ်ချမ်းရှိပါတယ်။စာအုပ်အယူတွေအပြင်၁၂အုပ်ရှိပါတယ်။ဒါကြောင့်ပါဠိတော်ကြီးပဲအုပ်40ရှိပါတယ်။ဓာတ်ရံ50တုပ်အဓိက26အုပ်ရှိပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့မူဆိုတာကျွန်တော်တို့ရဲ့ပေတံဆိုတာအဲ့ဒါပါပဲ။ဒီတော့ခြေဥစွာပါဠိတော်ကိုကျွန်တော်တို့ကြည့်ပါမယ်။မာပိရိကသမ္မာနေနဂဏိဌာ။အဲ့ဒါပါဠိတော်ပါ။ပိရိကသမ္မာနေနအတိဘယ်ကမိမိတို့သင်ကြားလေးကျန်နာယူမှတ်သားအကုန်သောစာပေပိရိကတို့နဲ့ ကိုက်ညီယုံမြဖြင့်ဒီလိုအိပဲဖွင့်ပါအထာရာကဘာဖွင့်လဲလို့ဆိုတော့မာပရိကသမရဏီနာတိအမှားကံပရိကတန်တိယသတ္တိန်သမေတိတိမာကံဣထာလို့ဖွင့်ပါတယ်ဒီတော့ပရမတ္တိချက်ကအထာရာဆရာရဲ့အဆိုအရမာပရိကသမရဏီနာတိအမှားကံအမှားကံဆိုတာငါတို့ရဲ့လို့အိပဲရပါတယ်ဆောစောပါဠိတော်မှာမိမိတို့သင်ကြားလေးချက်နာယူမှတ်သားအကုန်သောစာပေပရိကလို့ခေါ်တဲ့အခါမှာအဲ့ဒီပရိကတွေကဘယ်သူတွေရဲ့ပရိကလဲလို့ထာထာကတော့ဆက်ကြည့်တဲ့အခါမှာအမှားကံငါတို့ရဲ့ ်ငါတို့ရဲ့ဆိုတာဘုသူ့ရဲ့ပြိကလည်းဆိုကာလာမတ်တို့ရဲ့ပြိကကိုဆိုတာပါမြတ်စွာဘုရားရှင်ကနေပြီးတော့ပြောရင်တော့သင်တို့ရဲ့လို့ဒီလိုအဓိပ္ပာယ်ရပါတယ်ကာလာမတ်မင်းသားတွေကိုကိုစားပြုပြီးပြောနေတဲ့အတွက်မာအနုတဝိနမာပရံပရာယမာဣတိကိရာယမာပြိကသမရာနေနာလို့ဆိုတဲ့အတွက်ပြိကသမရာနေနာဆိုတာစာပေပြိကလေးအဲ့ဒါဘုသူ့ပြိကလည်းဆိုရင်အမှားကန်ငါတို့ရဲ့ဆိုတာကာလာမတ်တို့ရဲ့စာပေပြိကလေးဖြစ်ပါတယ်ဒါဖြင့်ပြိကရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်ပြိကဆိုတာဘာလဲ ဒီကကိုစက်ကြည့်ရပါတယ်ဒီကဆရာကအတနောဥက္ခကံထသံပတ္တိယမာကန်ဋ္ဌာရီဝုတ်တံဟောတိလို့ဖွင့်ပါတယ်အတိဘေကပိဋကဆိုတာဘာလဲဆိုကံထတယ်ကံထဆိုတာဘာလဲဆိုကျမ်းကံစာအုပ်ပဲ BOK ပုဂ္ဂိုလ်ကံထပါဖြစ်ပါတယ်ပိဋကဆိုတာကျမ်းကံစာအုပ်ဖြစ်ပါတယ်ဒါဖြင့်ဘယ်သူတွေရဲ့စာအုပ်လဲလို့ဆိုရင်ခုနပြောတဲ့ကာလမမင်းသားတွေရဲ့စာအုပ်တွေဖြစ်ပါတယ်ဒီနေရာမှာဘာကြောင့်ဒီလိုရှင်းရလဲလို့ဆိုတဲ့အခါမှာဘာသာပြန်ဆိုချက်အမှားကြီးကိုဖော်ပြခြင်းလို့ဖြစ်ပါတယ် မာပရိကသမရဏိနာကိုဘာသာပြန်ဆရာတွေကပြန်လိုက်တဲ့အခါမှာပရိကသုံးပုံနဲ့ပါယုံနဲ့လည်းမယုံကြနဲ့အောင်လို့ဆိုတဲ့အခါအကြီးကျယ်ပြဿနာဖြစ်ပါတယ်။ဘာသာကြားတွေကိုဟောကြားတဲ့တရားတွေမှာဘုရားဘာသာတွေရဲ့ရှုထောက်ကနေဘုရားဘာသာများစုက နာပြီးတော့ဘာသာပြန်တွေရဲ့အမှားတွေကိုဖတ်မိတဲ့အခါမှာမြတ်စွာဘုရားရှင်ကငါပြောတဲ့စကားလည်းမယုံနဲ့အောင်ငါဟောကြားတဲ့ပရိကသုံးပုံနဲ့ကိုက်ညီယုံမြဖြစ်နေမယုံနဲ့အောင်လို့ဆိုတဲ့အခါပြဿနာအကြီးကျယ်ဖြစ်ပါတယ်။ဒါဘာကြောင့်လဲလို့ဆိုရင်ဘာသာပြန်တို့ရဲ့အမှားပါ။ ဘာသာပြန်ဆိုတဲ့နေရာမှာယခုမှမဟုတ်ပါဘူးဟိုးရှိရှိခါတွေကမှားလာခဲ့တဲ့အမှားတစ်ခုပါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုကဘာနဲ့အဝမ်းကျေပြန့်အောင်သာသနာပြုဖို့ရေးအတွက်အခြားခြားသောနိုင်ငံတွေကဘာကသိနိုင်မှုတွေအင်္ဂလိပ်လိုပြန်ရမှာမြန်မာစာပေကိုလည်းပဲခရင်တဲ့အပြင်ကိုအင်္ဂလိပ်ဘာသာဆိုတဲ့ကပို့ပြီးတော့ခရင်ကြတဲ့အခါအင်္ဂလိပ်တွေကိုပြန်ခိုင်းရမှာအင်္ဂလိပ်စာကျွမ်းကျင်တဲ့အင်္ဂလိပ်တွေကိုပြန်ခိုင်းတဲ့အခါမှာအဓိကအနေချက်တွေကတစ်ကပြန်ဆိုသူသည်ဗုဒ္ဓဘာသာဝင်မဟုတ်တာတစ်ချက် အာဂိရိ၄ပါးကင်းစင်သောယဟန္တာကြီးများမဟုတ်တာလည်းပဲတစ်ချက်နောက်တတိယချက်ကပါဠိတော်ထာဂရတီကာတွေကိုဆရာနဲ့တကွကြာကြာနဲ့နဲ့သင်ကြားတက်မြောက်ထားတဲ့ပုဂ္ဂိုလ်တွေမဟုတ်အဲ့ဒီပုဂ္ဂိုလ်တွေကပါဠိတော်ထာဂရတီကာကိုအိမ်မက်တော်မမက်ဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီတော့ဘာကြောင့်ပြန်လဲလို့ဆိုရင်ပက်ဆံရလို့ပြန်တယ်လို့ဒီပြထွက်ပါတယ်အဲ့ဒါလို့ပြန်တဲ့အခါကျတော့ဘာဖြစ်ကြလဲလို့ဆိုတော့အမှားယူနေဖြစ်ပါတယ်ဥပမာလေးပြောပါကျွန်တော်တို့ပါဠိဘာသာမှာဘုဒ္ဓစာပေမှာသွာဟဆိုရှိပါတယ် သွားဆိုတာမင်္ဂလာကိုရည်မဲမိဟစ်အော်ခြင်းလို့ဒီပဲရပါအဲဒီသွားဟာကိုအင်္ဂလိပ်ကအင်္ဂလိပ်ကဘာသာပြန်လိုက်တဲ့အခါ go away ဆိုပြီးတော့ပြန်ပါဒီပဲကနှင်ထုတ်ခြင်းလို့ဖြစ်အဲ့တော့သွားဟဆိုတဲ့ဟာကိုသွားဟဆိုတဲ့ဟာနဲ့ထင်အောင်ထင်မှားဖြစ်ပြီးတော့ go away လို့ပြန်လိုက်တယ်အမှားတကူပါတော်တော်ဆိုးရတယ်အမှားဖြစ်ပါဒါပြင်ကျွန်တော်တို့ဝိသုတိမထာဂရာရဲ့ပစ္စယပရိက္ခအခန်းမှာသုဒ္ဓဓမ္မဘဝတန်တိဆိုတဲ့ပါဠိရှိပါတယ် အဓိပ္ပာယ်ကဟေတုဖလသမန္တဝသေနဗုဒ္ဓမာနံနာမရူပမတ္တမေဝခယတိလို့ဆိုပါတယ်မြန်မာလိုပြောရင်တော့အကြောင်းကျိုးအပြင်ဆက်ဆက်လျက်ရှိသောယုံနံဓမ္မတို့သာနေလောကမှာအထင်ရှားရှိကြကုန်တယ်ပြီးလို့သူကရကခံစားသူဝိရကဆိုတာမရှိဘူးတဲ့အဲ့ဒါကိုသုဒ္ဓဓမ္မပုံဝန်တန်းတိလို့ခေါ်ပါတယ်ဒါကိုအင်္ဂလိပ်ကသုဒ္ဓဓမ္မဆိုတဲ့ဟာကို phenomenon လို့အဓိပ္ပာယ်ပြန်ပါတယ်ပြေရှိရလို့အမည်ရပါ အဲ့ဒါလိုပြန်တဲ့အခါဒီအတိတ်ပဲကဘာလဲလို့ဆိုတော့အထင်ရှားရှိသောသိနိုင်သောတရားပေါ့အဓိကအပြင်တော့ရူပယုံတတ္တယုံကန္တယုံရတယုံဖုတ္တပယုံဆိုတဲ့အာယုံ၅ပါးတနည်းအားဖြင့်ပြောရင်ယုတ်တရားလို့ဖနမီနန်ရဲ့အတိတ်ပဲကထွက်ပါတယ်ဒီတော့သုဒ္ဓတမပေါ်တန်တိလို့အဲ့ဒါလိုဖနမီနန်လို့ပြန်လိုက်တဲ့အခါမှာဘုရားဝါဒဟာယုတ်ကျမ်းဝါဒလို့ထင်ရောက်ထင်မှဖြစ်သွားပါတယ်ဟိုတုန်းကဘာသာပြန်ဆိုတဲ့ပုဂ္ဂိုလ်တွေကအမှဘလောက်ဆိုးလဲဆိုရင်အရှင်အာနန္ဒာကိုဖုံးကြီးမှန်းတော့မသိဘူးလို့ဒီလိုတွေ့ရှိရပါတယ် ရှင်အနန္ဒာကိုဥပဒကာလို့ဘာသာပြန်ပါတယ်။ဘုရားနဲ့လိုက်ပြီးတော့အလုပ်တွေပြုနေတဲ့တည်းဒါဥပဒကာ။ဒီတော့တက်တက်ဆင်လွဲမှားပါတယ်။ဘေကုလို့ခေါ်တဲ့တန်ခါနဲ့ဥပဒကာဆိုတဲ့ဟာနဲ့ဟာထင်အောင်ထင်မှရှိတော်လည်းပဲအတိဘယ်ကအများကြီးကွာပါတယ်။ကောဥပဒကောတိတတ္တမဥပဒကောတိဥပဒကာဆိုတာဘာလဲလို့မင်းရင်ယောဂောစီတရဏံကတောကဟထော။ရဏသုံးပါးကိုကိုယ်ွယ်ကြီးညိုစီကတ်ဆက်တဲ့ကဟထဆိုတာ။ အင်ယာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုံကိုဆိုပါတယ်။မယားတမြုံသားတချုံနဲ့နေတဲ့အင်ယာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုံကိုလေးကိုကျန်တာသုံးပါးကိုကိုယ့်ကိုကြည်ညိုစိတ်ကတ်တတ်တယ်သူတို့ကခဟထဥပဒကာလို့ခေါ်ပါတယ်။ဒါတော့ရှင်အနန္ဒမထေရဥပဒကာလို့ဆိုလိုက်တဲ့အခါမှာရှင်အနန္ဒမထေရပါရာဇိကကြားတဲ့ပုံစံမျိုးတော်ဖြစ်သွားပါတဟဘာသာပြန်ဆိုချက်အမှားတွေဖြစ်ပါတယ်။ဒါဖြင့်ကျွန်တော်တို့ရှင်းရရင်ပိဋကနဲ့ပိဋကတ်နဲ့ဒီနှစ်ခုကမတူပါဘူး၊ကွဲပြားခြားနားပါတယ်။ ပါဇော်ရီလုံးတင်ပြီးတက်တလင်းချစ်ကာကြီးကပိတကနောက်တစ်ခုကပါဇော်ရီလုံးတင်ပြီးတက်တလင်းချစ်ကာကြီးတက်တာကပိတကဒီနှစ်ခုကအတိပဲကိုယ်ပြချာနာပါတယ်ရိုးရိုးကာကြီးနဲ့ရေးတဲ့ကာပါလဲလို့ဆိုရင်အဲ့ဒီပိတကဆိုတာဂန္ဓပါခုနတိကစရာဖွင့်ပြတာအတနောဥက္ကဟာဂန္ဓတံပတ္တိရာမာဂန္ဓိတာဒီဟုတ်တယ်ဟုတ်တယ်အဲ့ဒါဂန္ဓပါကျမ်းဂန်ပါစာအုပ်ပါကာကြီးတက်တာကတ်တဲ့ပိရိကတ်ကလည်းလို့ဆိုတော့ပိရိကတ်၃ပုံပါဒီကနေ့ကျွန်တော်တို့သုတ်တန်တဝိနည်း အပိဓမ္မာဆိုတဲ့ပိဋကတ်၃ပုံကိုဆိုပါတယ်။အဲဒီပိဋကတ်ဆိုတာဘယ်ကလာလဲလို့ဆိုတော့ပါဠိတော်ကပိဋကတ်တရားကနေလာပါတယ်။ပိဋကတ်တရားကနေပိဋကတ်ဆိုပြီးဖြစ်ပါတယ်။ဒေဝထထကနေပြီးတော့ဒေဝဒတ်လို့ဖြစ်လာတယ်လို့ပိဋကတ်တရားကနေပြီးတော့ပိဋကတ်လို့ဖြစ်ပါတယ်။ဒါကြောင့်ပိဋကတ်နဲ့ပိဋကတ်ဟာအများကြီးကွဲပြားခြားနားပါလေ။ဒါကြောင့်မြတ်စွာဘုရားရှင်ကနံပါတ်၄ချက်ဖြစ်တဲ့ကာလမတုတ်တွေကိုဟောတယ်မာဆယ်ချက်ထဲမှာနံပါတ်၄ချက်တော့ဖြစ်တယ်တရားကိုဟောတယ်ကွာ။ မာပိဋကတရားတမ္မရာနေနဂဏိဋ္ဌလို့မဟောဘူးမာတိပိဋကတမ္မရာနေနဂဏိဋ္ဌလို့မဟောဘူးရိုးရိုးလေးဟောပါတယ်မာပိဋကတမ္မရာနေနဂဏိဋ္ဌဒါမှတန်ရေးကြည့်ပါဘာကြောင့်ပိဋကတရားလို့မဟောသလဲဘာကြောင့်တိပိဋကလို့မဟောသလဲလို့ဆိုရင်အဲ့ဒီချိန်မှာပိဋကဆိုတဲ့အတုံလုံးဟောတာမပေါ်သေးပါဒါတဘာဝယုတ်တိနဲ့လည်းရှင်းပါတယ် ိဋကကြိုတဲ့ဝေါဟာရဟာပထမသင်္ကန်းနာတင်မရှင်မကသပမထေရကြီးတို့ဖော်ထုတ်လိုက်တဲ့ဝေါဟာရဖြစ်ပါတယ်။ကာလမတိကိုဟောနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်မှာပိဋကသုံးပုံခေါ်ဆိုရအောင်လည်းပဲမစုံသေးပါဘူး။ပြိဋိဘံမပြုသေးတဲ့အတွက်တရားတွေအများကြီးကြံပါသေးတယ်။ဒါကြောင့်ဒီနေရာမှာရိုးရိုးလေးမြတ်စွာဘုရားရှင်ဟောလို့ရှိတယ်ဓမ္မနဲ့ဝိနည်းဒီနှစ်ချက်နဲ့ပဲပြပါတယ်။မြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးလို့ပထမသင်္ကန်းနာတင်တဲ့ချိန်ကျမှအရှင်မဂ္ဂသပ္ပဥဆောင်ပြီးတော့ရှင်ဘုရားတို့ မြတ်စွာဘုရားရှင်45ဝါလုံးဟောကြားခဲ့တဲ့တရားတော်တွေကိုအားလုံးတန်ခါကစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပါပြီ။ဟောဒီတရားတွေကိုတော့သုတ်တန်တပိကလည်းခေါ်ကြပါစို့။ဒီတရားတော်တွေကိုတော့ဝိနည်းပိကလည်းခေါ်ကြပါစို့။ဒီတရားတွေကိုတော့အဘိဓမ္မာပိကလည်းခေါ်ကြပါစို့လို့ဆိုပြီးတော့တန်ခါတော်တွေကသွေးညိအဋ္ဌံပြုခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်တွေအားလုံးစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပြီးပါပြီ။ဒါကြောင့်ဘုရားရှင်မဟောကြားတဲ့တရားတွေကိုလည်းဖြည့်လားဆွဲလားထည့်လားမလုပ်ကြပါနဲ့။ မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတွေကိုလည်းပဲပယ်လားဖြုတ်လားနှုတ်လားမလုပ်ကြပါဘူးဒီတိုင်းချာကိုးကွယ်ကြပါစို့လို့လုပ်ခဲ့အဲ့တော့ပထမသင်္ကန်းနာတင်မပိရိကဆိုတဲ့ပိရိကဆိုတဲ့ဟောဟာတာပေါ်ပါတယ်ခြေပိုင်းမှာမြတ်စွာဘုရားရှင်ဟာဓမ္မဝိနည်းလို့ဒီလိုပဲဟောပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ပြိဋိဘံပြုခာနီးမှာတော့အရှင်အနန္ဒကအရှင်ဘုရားမရှိရင်တပည့်တော်တို့ဘာတွေကိုးကွယ်ရမလဲလို့မေးတဲ့အခါမှာယောခောအနန္ဒဓမ္မောစာဝိနည်းောစာဒေစီတော်ပညာတော်သောဝမမစ္စေနာတတ်တာ အာနန္ဒငါသည်ဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီ။အဲ့ဒီဓမ္မ